ဂျိုရှော့ဗန်နဲ့ရိုက်ဗယ်တို့ရဲ့အကြမ်းစားပွဲစဉ်ကိုတော်ရုံမရွေးချယ်တဲ့ Fight of the Man နဲ့မှာဂုံပြူတက်မှတ်ပေးလိုက်ပါပြီ။ပေးသမျှလုံးပဲမင်္ဂလာပါ။မင်းချစ်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကြိုးစားပါရစေ။ချင်းလေးဗန်နဲ့ Brandon Rivero ရဲ့ပဝါမကူရေးမရှူချေးပွဲစဉ်ကတော့ Fight of the Night အဖြစ်ရွေးချယ်ခဲ့ုံသာမကအခုဆိုရင် Fight of the Man အဖြစ်နဲ့ပါရွေးချယ်ခံနိုင်ရပြီဖြစ်ပါရစေ။ Fight of the Man ဆိုတာမျိုးကလာတိုင်းတက်မှတ်ပေးတာမျိုးမဟုတ်ပါဘူး။ပေးသက်တွေကိုဖျော်ဖြေမှုကောင်းကောင်းလုပ်ပေးနိုင်ခဲ့လို့သာအခုလိုမျိုးရွေးချယ်တက်မှတ်ခံရတာပဲဖြစ်ပါရစေ။ ဒီအတွက်အသီးသားထင်ရှားတဲ့ bonus စုကြီးပေးရတာမျိုးလည်းအချက်လက်ရှာမတွေ့ပါဘူး။ဒါပေမဲ့ဇွန်လထဲမှာ UFC Fight Night ပွဲတွေနဲ့ UFC 316317ပြိုင်ပွဲကြီးနှစ်ခုအထိကျင်းပထားခဲ့ပြီးဖြစ်ကဒီထဲမှာပါဝင်နေတဲ့ပွဲတွေအားလုံးထဲမှာမှ Van ရဲ့ပွဲကအခုလိုတက်လာအတွင်းအကောင်းဆုံးပွဲဖြစ်သတ်မှတ်ခံရတာပဲဖြစ်ပါလိမ့်။အဆိုပါပွဲစဉ်မှာ Van Rivet တို့ဟာနိုင်ဟောင်ပေါင်းထိရောက်တဲ့ထိုးချိန်မှု significant strike 419ချိန်ထိပြုလုပ်ခဲ့ပြီးဒါ USC သမိုင်းမှာ၃ချီပွဲစဉ်အတွက်အများဆုံးထိရောက်တဲ့ထိုးချိန်မှုစံချိန်ကိုချိုးဖြတ်ခဲ့ပါတယ်။ ဗန်တူးတဲ့က204ချိန်ထိတျောက်တဲ့ထိုးချိန်မှုပြုလုပ်ခဲ့ပြီးရိုင်ဖယ်ကတော့215ချိန်ထိထိုးချိန်ခဲ့ပါတယ်။ဒါဟာ UFC Flyweight တမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ကစားသမား2ဦးစလုံးကထိောက်တဲ့ထိုးချိန်မှု200ကျော်စီပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲဟာ3ကြိမ်လုံးပြင်းထန်တဲ့ထိုးချိန်မှုတွေနဲ့ပြင်းထန်နေပြီးအထူးသဖြင့်တရားချီမှာဗန်ကရိုင်ဖယ်ကိုပြင်းထန်တဲ့ညာဝိုက်လက်ချက်နဲ့လဲကျသွားအောင်ထိုးချနိုင်ခဲ့ပေမယ့်အချိန်ပြေသွားတာကြောင့်အလဲထုံးနဲ့နိုင်မရခဲ့ပါဘူး။ဒီလိုပြင်းထန်တဲ့ထိုးချိန်မှုနဲ့ပြင်းထန်နေတဲ့ပွဲစဉ်ဟာပေးသက်တွေကိုဆက်လုရှားစီခဲ့ပါတယ်။ ဗန်နဲရိုက်ပဲနှစ်ဦးစလုံးဟာထိုးချိမ့်မှုမှာနီးပညာပိုင်းဆိုင်ရာထူးချွတ်မှုကိုပြသခဲ့ပါတယ်။ဗန်အသူရဲ့နှိမ်မြန်မှုနဲ့ထိုးချိမ့်မှုတိကျမှု56.8 accuracy ကိုအသုံးပြုပြီးဗန်ရဲ့တိုက်ခိုက်မှုတွေကိုကောင်တာကစားပြီးတံမြန်နိုင်ခဲ့ပါတယ်။ရိုက်ဖယ်ကလည်းသူ့ရဲ့ရောနှုတ်ထိုးချိမ့်မှုနဲ့6ကန်ချက်တွေကိုအသုံးပြုပြီးပြင်းထန်စွာတိုက်ခိုက်ကစားခဲ့ပါတယ်။ဂျူရိုကန်ကဒီပွဲဟာ flyweight တမိုင်းမှာအကောင်းဆုံးပွဲစဉ်တွေကတခုလို့ဖော်ပြခဲ့သလိုဒန်နာဝိုက်ကိုယ်တိုင်ကလည်းဒီပွဲကို5 out of the night အဖြစ်ရွေးချယ်ခဲ့တဲ့ဒီအထင်ကြီးခဲ့ပါတယ်။ ဂျလိုထူးခြားတဲ့စွမ်းဆောင်ရည်ကြောင့်ဇွန်လတည်းကပွဲစဉ်တွေအားလုံးထဲမှာမှဖန်ရဲ့ပွဲစဉ်က Fight of the Man အဖြစ်ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဖန်ဟာမန်နေကိတ်ဒဏ်ရာရရှိသွားခဲ့တဲ့အတွက်ရပိုင်းတွင်အစားထိုးဝင်ရောက်ရှင်းပြန်ခဲ့ပြီး Rival လိုစစ်မြစ် Fighter ကိုယင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုခွင့်ရေးကိုစုပ်ကင်ပြီးထူးခြားတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့တာကပွဲစဉ်ရဲ့တန်ဖိုးကိုပုံမှန်မြင့်တင်ပေးခဲ့ပါတယ်။ဖန်နဲ့ Rival တို့ရဲ့ပွဲစဉ်အား Fight of the Year အတွက်ထင်ရှားတဲ့ရေပန်းဆောင်မှုရှိပြီး USC 317မှာ Fight of the Night ဆုရရှိခဲ့တယ်လို့ Fight of the Man အဖြစ်လည်းရွေးချယ်ခံခဲ့ရတာကြောင့် Fight of the Year အထိတတ်မှတ်ခံရနိုင်ခြင်းအလိုမြင်မှားနေပါတယ်။ဒါပေမဲ့ ဲ့ Fire of the Year ဆုဟာ2025ခုနှစ်တွင်ကျင်းပခဲ့တဲ့ပွဲစဉ်အားလုံးကိုထည့်သွင်းစဉ်းစားပြီးရွေးချယ်ရတာဖြစ်ပါတယ်။ထင်ရှားအောင်ဥပမာပေးရရင်လက်ရှိချိန်ထိ Fire of the Night ဖြစ်ရွေးချယ်ခံနိုင်ရတဲ့ပွဲတွေအများကြီးရှိထားပြီးပါပြီ။ရှေ့မှာလည်းနှစ်မကုန်မချင်ပွဲတွေဆက်လက်ကျင်းပနေဥမှာဖြစ်ပါတယ်။ဒါကြောင့် Van တို့ရဲ့ပွဲစဉ်က Fire of the Year ထိရွေးချယ်ခံရမယ်လို့ပြောတာကထင်ကျေးပေးုံမျှသာရှိနေပြီးဒီလိုပြောဖို့စိုးသေးတယ်လို့ဆိုရမှာပါ။နောက်ပြီး Flyweight ဆိုတာက UFC မှာဝေကြီးတန်းနေဖြစ်တဲ့ Welterweight, Heavyweight စတာတွေလောက်လူစိတ်ဝင်စားမှုမခံရပါဘူး။ ်ဖေဒါဝိတ်တော်မှာတိုပရီယာကစားခဲ့လို့ပေးသက်ဆုံးဝင်ဆောင်မှုများပြားလာတာဖြစ်ပါတယ်။ဒါပေမဲ့ဖန်ကလည်းခုဆိုရင်အန်ဒါတော့နေသားကနေ F-set ရလက်တစ်ခုကိုဖန်နေနိုင်ခဲ့တာရဲ့ဒနာဝိုက်တို့ရဲ့အစီအစဉ်တွေရဲ့အကြောင်းနောက်ပိုင်းမှာတော့ Flyweight တန်းကိုလူစိတ်ဝင်ဆောင်မှုတိတိတတ်တာမြင့်တက်လာမယ်လို့ယူဆရပါတယ်။ USA 318မှာတော့ Holloway နဲ့ Dustin Poirier တို့ရဲ့ VNF အချမ်းစားကပတ်လူပွဲလည်းရှိနေပါသေးတယ်။ဒီပွဲကတော့ Vanet Rivera တို့ရဲ့ Fight of the Year မျှော်မှန်းချက်ကိုတက်ရောက်မှုရှိစေနိုင်ဆုံးပွဲဖြစ်လာပါလိမ့်မယ်။ ဘာပဲပြပြောဒီလောက်ထိအောင်မြင်လာတဲ့နေ့တွင်ကိုယ်ယူမဆုံးဖြစ်နေရပါပြီ။ပေးသက်များကရောဖိုင်ရဲ့ပွဲက Fire of the Year အတွက်မျှော်လင့်နိုင်ချေဘလောက်ထိအားကောင်းမလဲဆိုတာကိုပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။